integration exponential function exponential function ကိုကျွန်တော်ဘာလို့တောင်းလဲဆိုတော့ဈေးတော့ဟာဈေးတော့အဲ့တော့ formula လေးကဘလို့က1 2 3နောက်တော့မှဆရာ formula ရှိတာလေးမျိုးစုပြီးရေးပေးတယ်ဘလို့က1 2 3ဆိုဆရာ4ကိုတက်လိုက်တာပါ integral a power h a power 8ကိုရိတ်ကြောက်မယ်ဆိုလို့ရှိရင်ထန်ညွန် exponential function ထန်ညွန်ရှိတဲ့ကောင်တွေ a power 8ကိုရိတ်ကြောက်မယ်ဆိုလို့ရှိရင် a power h a power h ပဲဒါပေမဲ့လို့ and and a နဲ့ပါလို့ပြရမယ်ဆိုလို့ရှိရင်စားပြရ a power 8ကိုရိတ်ရင် a power h ပဲ and and a နဲ့ပါလို့ပြရမယ်ဆိုလို့ရှိရင်စားပြရ2 power 8ဆိုလို့ရှိရင်2 power h ပဲ and 2နဲ့စားပြရ 5 power 8ဆိုရင်5 power 8ပဲ alan 5နဲ့ပါလို့ပြရလို့ဆိုရင်စားပြန်ဒီ5 power 8ကတော့ alan 5ပဲဆိုရင်5 power 8ပဲ alan 5နဲ့ပါလို့ပြရလို့ဆိုရင်စားပြန် plus c ဒီမြင်တယ်နော် plus c အဲ့မှာဆရာတို့က a က a ကမသိရဆိုရင်ဒီ0နဲ့တော့ကြီးရမယ် a က0နဲ့မပါဖြစ်လို့ဆိုရင်ကြီးရအောင်နော် a က0တဲ့နောက်တစ်ခု integrate e power 8ကိုရိတ်မယ်ဆိုလို့ရှိရင် e power h ပဲ။ ။ရောက်မှာတော့ constant ထည့်ပေါင်းပြရမှာပေါ့။ e power 8ကိုရိတ်မယ်ဆိုရင် e power h ပဲရ။ပြီးသွားပြီပေါ့။ e power 8ကိုရိတ်မယ်ဆိုရင် e power h ပဲရမယ်။ constant ထည့်ပေးမယ်။အဲတော့ဒီကောင်းအောင်ချက်လို့ရိတ်မယ်ဆိုလို့ရှိရင် e power 8ကိုရိတ်မယ်ဆိုလို့ရှိရင် e power 8ကိုရိတ်ရင် e power h အလိုင်းရဲ့စောင်းရယ် l r e နဲ့ စားမယ်ကြီးပါဝါအိတ်ကိုရိတ်ရင်ကြီးပါဝါကြီးပါဝါအိတ်ဟဲ့လို့ရကဲဆက်ကောင်းလေးသွားပြီးဒီဇမ်ဘာတတိယသွားလာအေးပါဝါအိတ်ကိုရိတ်မယ်ဆိုရင်အေးပါဝါ H ပဲအလားအီနဲ့စောင်းဒီဘဝအိတ်ကိုရိတ်မယ်ဆိုရင်ဒီဘဝ H ပြောလို့လေးနော်အဲဒီဇာတ်မတူကြီးက find the following integer အောက်ပါ integer တွေကိုဘာလို့ပြရမလဲဆိုလို့ရှိရင် ရှာပေးရအောင်နံပါတ်1ဆရာပုံစံလေးကူးလိုက်ကူးလိုက်ပြီးကူးပြီးသွားလို့ရှိရင်ဆရာတို့ကောက်ကိုမလုပ်မလဲဆိုရင်ရိတ်တော့ပဲရိတ်တဲ့အခါမှာစားတဲ့အပိုင်းဖြစ်နေတယ်စားတာတွေဆရာတို့မတင်ရသေးတော့ဒီမရိတ်ခဲ့ပါပဲအရင်ရှင်းလိုက်အင်းဒီလေခွဲပြီးရေးလိုက်နော်1 8 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 ေဒီကြဲ e power h by e power h ဆို1 plus ဒီတော့ကျတော့အပေါ်ဆက်လိုက်မယ် h အဲ့တော့နှစ်ခုပေါင်းထားတာကိုကွဲပြီးတော့ရိုက်မယ် integral 1 dh dh plus integral e power h dh အဲ့တော့ cos ရောက်ရင်းမယ်1ကိုရိုက်မယ်ဆိုလို့ရှိရင်ဘာရမလဲဆိုရင် h plus c h ဟုတ်ပြီးတော့မှကျတော့ c တစ်လုံးနဲ့ပေါင်းလိုက်မယ်နော် h h plus ပါပါ H ကိုကြည့်ရင်ဘယ်လိုလဲပြီးပါပါ H ဘလက်စီဘလက်ဘာလဲမပြီးဘာဘီကဒီကိုရေးထားတယ်ဆန်တီပါကိုကြည့်ပြီးရေးလိုက်မယ်ဒီကောင်လေးပြန်ရေးတယ်လို့သဘောထားလိုက်မယ်နောက်ခုဆရာတို့ဘာလုပ်လာလဲဆိုလို့ရှိရင်ဝေးနေရောကိုလေးမပြီးဆက်ပြန်ရေးလိုက်မယ်ကွာ PDB ရဲ့ E power H black 2H အဲ့ဒါ ဲ့တော့နှစ်ခုပေါင်းတာတော့ခွဲပြီးတော့ရေးလိုက်တယ် AD ပြဲ E power HD S plus 2က constant အပြင်ကိုထိုးလိုက် AD ပြဲ H ဒီကွဲ E power 8ကိုရိတ်မယ်ဆိုလို့ရှိရင် E power 8ပဲရတယ် plus အဲ့ကိုရိတ်မယ်ဆိုလို့ရှိရင်ပါဝါ1 2တူနဲ့တန်းစားအဲ့ပေါ်မှာပါဝါ1ရှိရအောင် ပါဝါ2တူနဲ့ပြန်စားဆိုတော့တူတူလိုက်တော့ဘာဖြစ်သွားမလဲ2 a² 2 a² 2ဒါဆိုဘာဖြစ်လဲဆို1 2 1 2ပေါ့1 2 a² 1 2 a² + c c ဒါဆိုတော့ရေးလိုက်ရင်ဒီကောင်နဲ့ဒီကောင်လေးကောက်ကောက်ကလေးနဲ့ဒီရေးဒီပြတ်သွားပြီးတော့ plus c ဝင်လာအဲ့တော့ e ပါ a + a² + a² + c +ဒါလည်းနော် နောက်ကနံပါတ်စီစီက integral e power h log 5 5 plus 1 by a squared dx အပေါင်းခံအပေါင်းအခံနေတဲ့အတွက်ကြောင့်ဆရာတို့တခုရင်းစီကွဲပြီးတော့ရိုက်တယ် integral e power h log 5 5 dx ဟုတ်လား ဒီကောင်ဆရာ integral အပေါ်တက်လိုက်မယ်ကွာ8 power minus အဲ့တော့ဘာကြလောဖာလောဖာဆိုတာက cos sin ကို log ဘာပေါ့ဒီလောမှာ h ရေမပါဘူး log ဆိုတာက cos sin cos sin ကဒီတိုင်းထားရမယ် e power 8ကိုပဲဆိုတော့ဘာလဲကွာ8 8က8က e power 8ကိုရိတ်မယ်ဆိုလို့ရှိရင် e power h ပဲဆိုတော့ low fight ကပါလဲဆိုရင် close stand အပြင်မှာတော့မတုတ်လဲဆိုတော့ဒါတိတိချင်း low fight ဆိုတော့ close stand ပြီးတော့လည်း e power hp ရော low fight ရေးရင်နော်ဟုတ်လားဒီကောင်ရေတော့ဈေးကြော့မယ် power တတိုးပြန်ပြန်စား power တတိုးလိုက်လို့ရှင်ပါရမယ်ဆိုရှင် minus 1ဟုတ်လားပပလေးကြီးပဲဆိုလို့ရှိရင် minus 1 by 1 8 power minus 1 plus plus အဲ့တော့နောက်တစ်စစ်ပြန်ထည့်လိုက်မှာကွာ။ဒီပါဝါအဲ့ log 8က constant ကြီးနော် log 5က constant ကြီး minus 1 by 1 by h h plus c ဒါလား။ဟုတ်ကဲ့။အဲ့တော့ကြည့်ခုလိုက်နေ။ဒီဒီရဲ့3 power h h b အာလန်3ဒီဆိုတော့ကြာပြောပြီးတော့3 power ။ကောင်းတဲ့ဒီကောင်းတဲ့ကြောက်ထားတာမှန်တယ်။ကွဲပြီးတော့လုံးကြမလို့ Allen 3ဆိုတာကဘာလဲဆိုတော့ constant နော် constant 3 power 8ကိုရှင်းရင်3 power 8ပဲ Allen 3နဲ့စာပြဟုတ်3 power 8ကိုရှင်းရင်3 power 8ပဲဘာနဲ့စာပြရမလဲဆိုရင် Allen 3နဲ့စာပြရမယ်ဒီ Allen 3ရောက်မှာပြည့်တဲ့သူရှိရင် constant အားလည်းနော် plus C ရိတ်ပြီးသွားတယ်ကောင်းတော့ပြုတ်သွားတယ် ပလတ်စီပဲပါအဲ့တော့ကောင်းလေးမြောက်တာဆိုကောင်းလေးကောင်းလေးကြီးလိုက်တဲ့အခါမှာ V power ပလတ်စီဟုတ်လား creation trigonometric fashion trigonometry ကိုဘာလို့တော့မလဲဆိုရိတ်တော့အဲ့တော့ဆရာသုံးခုပဲပြောမှာသုံးခုပဲပြောမှာဆိုတော့ရှိတဲ့ပိုင်းလေးပါပြန်ပြောလိုက်နော်စိုင်းလို့ရှိရင်ကော့ကော့ရှိရင် minus sign တန်းလို့ရှိရင် set square h ဒီသုံးခုပဲဆရာပြောလိုက်နော်ရှိတာလေးပါပြန်ပြောလိုက်တယ် d by dh ဆိုင်ဆိုင်ကိုရှေးလို့ရှိရင်ကော့ဒီပါ DH ကော့ကော့ရှေးရင် minus ဆိုင်ဆိုင်ဒီပါ DH တန်းတန်းကိုရှေးလို့ရှိရင်ဆက်စပွဲ H ဟုတ်လားကဲအဲ့တော့ဆရာတို့ကဥပမာရေးကြလေးကိုဆရာရေးပေးပါ ရိတ်တာလေးကိုရေးပြမယ်ဆိုတော့ဆရာရိတ်တဲ့ထဲမှာဆရာ -G မထည့်ချင်အဲ့တော့ကော့ကိုရှစ်ရင် -3 ဒီကော့မှာ -3 ထည့်လိုက်မယ်ဆိုရှင်ဒီမှာဘာဖြစ်သွားမလဲဆိုရှင် -3 ဖြစ်သွားတော့ဆိုင်ရဘာဖြစ်သွားလဲဆိုရှင်ဖလားဖြစ်သွားဆိုင်ဟုတ်နော်ကြာပြောပြောပြောနေတယ်ရှိတ်ထာနဲ့ရိတ်ထာနဲ့ကစန့်ချင်တယ်ဆိုင်ကိုရှစ်ရင်ကော့ဆိုတော့ 高古先月中心，高古先月中心，所以，太阳的中心，三，高古原因三 plus 三 h plus 三 plus 四，高古原因就是三 plus 四，哎喽，三个原因为什么行？买呢？高，三个原因买呢？高，你别三个。 ရိတ်ရေ minus minus 4ဦးစံနေပြကြခဲ့မယ် subscribe 8ကိုရိတ်မယ်ဆိုလို့ရှိရင်တန်းရရ subscribe 8ကိုရိတ်မယ်ဆိုရင်တန်းရ subscribe 8ကိုရိတ်မယ်ဆိုလို့ရှိရင် subscribe 8 danic danic plus ဦးစံကြရခဲ့မယ်ဟုတ်ပြီကျွန်တော်ကော့ကိုရိတ်စိုင်းစိုင်းကိုရိတ် minus 4 ်ဆက်စွဲအိတ်ကိုရိတ်မယ်ဆိုရင်ဒိုင်းတစ်ခါပြောမယ်ဆောင်းရင်မိုင်းနဲ့ကော့မိုင်းနဲ့ကော့ကော့ရင်ဆိုင်ဆက်စွဲအိတ်ကိုရိတ်မယ်ဆိုလို့ရှိရင်ဒိုင်းအေးတော့နော်ဒီလိုဒီလိုပပလေးပါ Isabel Foley ဆက်လိုက်နော် Isabel Foley က evaluate တွက်ပါဒီလိုဘာလုပ်ပြရမလဲဆိုဆရာတို့တွက်ပြရတယ်နံပါတ်1 3 3 4h minus 5 sin h h အစရောကဒီကောင်ကိုမလိုအောင်လဲဆိုလို့ရှိရင်ခွဲပြီးတော့ရိတ်ပြ။အဲ3ဆိုတော့ constant ဆိုတော့အပြင်ကိုမလိုရမယ်လို့ထုတ်လိုက်မယ် integral 4h minus h minus 5ဆိုတော့ constant ဆိုတော့အပြင်ကိုထုတ်လိုက်မယ် integral sin h h ဟုတ်ပြီ3 cô bộ gì gì sai có bộ gì gì sai sai thì mãi là phải có cuốn sẽ sai bộ gì gì mãi là có mãi là có mãi là có thì black black thì cho mà three sai is black mãi là mãi là được black phải có is black black thì làm đó làm chú làm B လာဒီက80 degree e power h plus 2 sin h yes နှစ်ခုပေါင်းတာတော့ကျွန်တော်ပွဲပြီးတော့မလုပ်လိုက်ဘူးရေးလိုက်ပြန်80 degree e power h dh plus 2က constant အပြင်ကိုထုတ်လိုက်မယ်80 degree sin h dh dh e power h ကိုရိုက်ရင် e power h ဟဲ့လား2က constant 三样写都行，买那个。三样写？买那个。买那个，h。cos，h。不啦，阿多嘛，一啊 h 买那图，cos，h 不啦。那完了，那不，那不是。 မစီဒီမှာဆရာမင်းကိုညှိလိုက်ပြီးပဲသဘောထားလိုက်တော့အဲ့တော့ကွာ individual အောက်ကတူအဲ့တူကို constant အနေနဲ့ထားမယ်ဆိုလို့ရှိရင်1 by 2 1 by 2ကဤဘာဘာအင်းနဲ့ဆိုင်နေ2အင်းနဲ့ဒူးအင်းနဲ့လည်းဆိုင်နော်ဆရာဒူးလေးပွဲလိုက်1 by 2 1 by 2 e power h minus 1 by 2 h power 1 by 2 d ဲ့တော့မှဆရာအနှုတ်ဆိုဆရာတခုရင်းနေခွဲပြီးတော့ရေးလိုက်တယ် AD အဲ့တော့1 by 2က constant ဆိုအပြင်ထုတ်လိုက်မယ် e power h th minus 1 by 2 constant အပြင်ထုတ်လိုက်မယ် integral a power 1 by 2အဲ့တော့1 by 2 e power 8ကိုရေးမယ်ဆိုရင် e power 8 minus 1 by 2 အဲ့ပါဝါဝါမိုင်းပြီးလို့ရိတ်မယ်ဆိုရင်ပါဝါတတူသူနဲ့ပြန်စာပါဝါတတူလိုက်တော့3 by 2သူနဲ့ပြန်စာမယ်ဆိုတော့2 by 3 2 by 3အဲ့ပါဝါ3 by 2 black black 4ဝါဝါဒူဒီပါဝါအိမိုင်းနဲ့ညတူနဲ့ဘာဖြစ်တာလဲခြေသွားမယ်ခြေသွားတော့အိပါဝါမိုင်းနဲ့ဝါမိုင်း3ဝါမိုင်း3ဘယ်လိုလဲဘယ်လိုလဲ ဟော sorry အကြီးနင်းနေနင်းနေပဲကြည့်မယ်။ဘာကြံခဲ့မလဲဆရာ။1/3 x ပါ3 x 2 c ဒါနော်။ဟုတ်ပါမယ်။ဟုတ်မယ်။ဟုတ်ပါနံပါတ်နံပါတ်ဒီလေးကိုသိစားလေးမှတ်နံပါတ်ဒီလေးကဆရာတို့1 plus 10 square ဆရာတို့ရိတ်တဲ့အဲထဲမှာဆရာ10 square 8 formula ပါပါ ခိုင်းကိုရိတ်ရင်မိုင်းနဲ့ကော့ကော့ကိုရိတ်ရင်စစက်စကွဲအိတ်ကိုရိတ်ရင်တန်ဆရာပေးတဲ့ပြန်မှာတန်စကွဲအိတ်ကိုရိတ်ကြပါပါအဲ့တော့ဆရာတို့ greater လောက်တွေအဲ့ဒါတီးခဲ့တဲ့ဥစ္စာလေးပြန်မှတ်လိုက်ကွာ1 plus tan square 8ဆိုတာက set square 8နဲ့တူတယ်1 plus tan square 8ဆိုတာက set square 8နဲ့တူတယ်ဒါလေးက set square 8နဲ့တူတယ် ဲ့တော့မရိပ်သေးဘူးရောဒါလေးကိုပြန်ကြည့်ရတာ set square 1 tan square h ဆိုတာ set square h နဲ့ကြည့်ပြီးပဲ dh ဟာအဲ့တော့ set square h ကိုရိပ်မယ်ဆိုရင်ဘာရမလဲ tan h အဲ့တော့မှရိပ်လိုက်ပါ tan h plus c နားလည်နော်မှားမှားခေါင်းလေးပြန်ထည့်ရမှာ1 plus tan square h ဆိုတာက set square h ဟုတ်ပြီပါလား